စစ်တက်စီဝါရေးဥပိုင်လီမိတက်ဒုတိယပိုင်းဥပိုင်ဆိုဒီမှာစီဝါရေးဥပိုင်လီမိတက်ဆိုတော့ပုဂ္ဂလိကလုပ်ငန်းများကိုနှစ်ပေါင်း30နီးပါးကြီးထွားခြင်းမရှိအောင်ပိတ်ပင်ခြင်းခံရသည့်ဗမာပြည်တွင်လူအချို့အတွက်နားဆန်းနေသလိုရှိသည်ယင်းကုံတော်ရေးဝန်ကြီးဌာန၏အမိန့်ကြော်ညာစာထွက်လာစဉ်က ဤစကလုံးကိုသတိမထားလိုက်သူသို့မဟုတ်တကယ့်အတိတ်ပဲကိုနားမလည်သူများအဖို့စေဩစု၏အကြံစီကို သုံးပတ်မြင်ရုပ်လုံးပေါ်အောင် ကြည့်မြင်နိုင်ဖို့မလွယ်ချေဥပိုင်ဆိုသည်မှာတာမန်စီးပွားရေးလုပ်ငန်းတစ်ခုသို့မဟုတ်ဆက်မှုလုပ်ငန်းတစ်ခုလိုလောက်ကင်သည့်ငွေအရင်းဤမဟုတ်ချေရှိသည်မြအရင်းဤအားလုံးကိုလုပ်ငန်းတစ်ခုခုတွင်မြုပ်ပြီးလုပ်ခြင်းလည်းမဟုတ်ချေလုပ်ငန်းကင်ငန်းအမြောက်များတွင်စိုးမိုးသည့်အနေထားရရန် ။ဤဒီမှာလဲရှယ်ယာအားလုံးဤ40ရာခိုင်နှုန်းထက်ပိုပြီးလိုအပ်ခဲ့သည်။အရင်အနည်းကိုဖြန့်ခွဲပြီးချုပ်ကင်လိုက်သည်။တခါတရံချင်းငွေပုံစံမျိုးမှစတင်ပြီးအဆင့်ဆင့်တိုးဝင်ခြင်းလဲရှိတတ်သည်။၎င်းတို့ပထမဆုံးအစုဆက်ဖော်ထုတ်လိုက်သည့် Fresh Warner ဒေဝူးတို့နှင့်ဖက်ဆက်လုပ်ငန်းများဆိုရင်အခြားပြင်ပမှရှယ်ယာပိုင်ရှင်များပါဝင်စရာမရှိသဖြင့်နိုင်ငံခြားအရင်းရှင်ကုမ္ပဏီကြီးများနဲ့၎င်းတို့သာထင်သလိုချဲလဲနိုင်ကြပွဲရာရှိသည် ဤသို့အစုဝင်ပြီးချုပ်ကင်ထားသောလုပ်ငန်းများက တဖန်အခြားသောလုပ်ငန်းကိုင်ငန်းများကိုတည်ထောင်ခြင်းအစုရှယ်ယာဝယ်ယူခြင်းစသည့်နည်းများဖြင့်ချုပ်ကင်ပါလေဦးမည်ဤသည့်အတွက်လည်းရှယ်ယာအလုံးတန်ဖိုး၏40ကျခန်းနှုန်းထက်မလိုချေဥပိုင်စနစ်ဆိုသည်မှာဤနည်းဖြင့်မိမိအရင်းနှီးထက်အစာပေါင်းများစွာပို့သောလုပ်ငန်းကိုင်ငန်းများကို ချုပ်ကင်သည့်လဝကြီးအုပ်အရင်းနှီးဖြစ်သည်ရဲဘော်လီနေ၏အရင်းရှိစနစ်၏အမြင့်ဆုံးအဆင့် နယ်ချက်စနစ်ကျန်းထဲတွင်ငွေတသန်းက16တန်းကို ချုပ်ကင်နိုင်စေသည်ဟုထောက်ပြခဲ့သောစနစ်မျိုးဖြစ်သည် GEC ခေါ်အထွေထွေလျှက်စစ်ကုမ္ပဏီကြီးသည်1992ခုနှစ်တွင်အခြားကုမ္ပဏီပေါင်း185ခုမှ200တွင်း၌ရှယ်ယာများပါဝင်စိုးမိုးချုပ်ကင်ထားသည်ဥပိုင်စနစ်ပေါ်ပေါက်ခြင်းနှင့်တွင်ကျဲခြင်းသည်အရင်းချင်းစနစ်လက်ဝဲကြီးအုပ်အဆင့်သို့ကူးပြောင်းခြင်းနှင့်ဆက်ဆက်နေသည်ထိုအချိန်တွင်မှပေါ်ပေါက်လာခြင်းဖြစ်သည် အထူးသဖြင့်ဘာနာအရင်ဤခန္ဓာထွန်ကားလွှမ်းမိုးလာသောအချိန်တွင်ဖြစ်သည်အရင်ရှင်စနစ်အားဘန္ဒာအရင်ကချုပ်ကင်ဆိုးမိုးထားသည့်အချိန်တွင်ဥပိုင်ကုမ္ပဏီများတရံမျိုးစုံဖြင့်ပေါ်လာကြသည်ဥပိုင်ဟုနာမည်မခံသည်လည်းရှိတတ်သည်မြည်သောပင်ဆိုသည်ဥပိုင်စနစ်ဆိုသည်မှာတကယ်ကြတော့ဘန္နာတဥ္စံမိုင်းစနစ်ဤစွမ်းအားကိုတိုးဖြည့်သည့်နီးနာတရက်သာဖြစ်သည်ဟုရဲဘော်လီနင်ကအထက်ပါကျမ်းထဲတွင် ရှင်းပြခဲ့သည် တကယ်ကြတော့ဗန္နာတက်ဦးဆံပိုင်စနစ်ဤစွမ်းအားကို တိုးဖြစ်သည့်နီးနာတရက်သာဖြစ်သည်ဟုရဲဘော်လီနင်ကထပ်ပါကြမ်းတဲ့တွင် ရှင်းပြခဲ့သည်ဗမာပြည်စစ်အုပ်စုဤဥပိုင်လီမိတက်သည် fresh warner ဒေဝူးတို့နှင့်ဖက်ဆက်လုပ်ခြင်းဖြင့်ပွဲဦးထွက်ခဲ့သည်သေးသေးမွားမွားလုပ်ငန်းနှင့်အရှုံးမြတ်မသေးကြသော ရေနံတူးလုပ်ငန်းမျိုးတွင် မပါဝင်ကြချေထို့ပြင်စစ်အုပ်စု၏ သခင်ရင်းမြဟုဆိုနိုင်လောက်သည့်ကုမ္ပဏီများနှင့်လောက်ကန်ချင်းဖြစ်သည့်ဆိုသောအချက်ကိုလည်းသတိပြုသင့်သည်။အမှန်ပဲအရင်ရှင်စနစ်ဆိုသည်မှာ မျက်မြင်ထင်လျင်ဘာမဆိုလုပ်မိတာဖြစ်သည်။အနောက်နိုင်ငံမှလဝကြီးအုပ်အရင်းနှီးများတဲ့တွင်စက်မှုလုပ်ငန်း၊ကဘာကျော်အရက်ထုတ်လုပ်ငန်း၊စာနယ်ဇင်းလုပ်ငန်း၊ကြေးစားဘောလုံးအသင်းစသည်တို့ကိုတပြိုင်နက်တည်းပိုင်ဆိုင်ထားခြင်းမျိုးများရှိသည်။ထို့ကြောင့် BEDC အရက်ထုတ်လုပ်မှုသောကွန်ရဆိုင်ကိုပင် ပြည်သူပိုင်သိမ်းယူသောစစ်အုပ်စုသည်ဂရေတထောင်ဟူသောအရင်းအနှီးကြီးဖြင့်တိုင်းပြည်ရှိအရေးပါသောအမျက်ရသော လုပ်ငန်းကိုင်ခန်းများတွင် ရှယ်ယာပါဝင်ကချုပ်ကင်ပါလိမ့်မည်။ဤအတိုင်းသာဆက်လက်တိုးချဲ့သွားပါကနောင်ဆယ်နှစ်ခန့်ကြာသောအခါတခုသောမနက်ခင်း၌ကြက်တွန်တန်ကြား၍ထကြည့်လိုက်ရဝဲဗမာပြည်စီးပွားရေးအသက်သွေးကြောများအားစစ်အုပ်စုနှင့်ဤဥပိုင်လီမိတက်တို့ကချုပ်ကင်ထားသည်ကိုမြင်ရလျင် မျက်စိပုတ်ပြီးထက်ကြည့်စရာမလိုဟု ပြောလိုပါသည်ဤတွင်ရင်းစီးပွားရေးဥပိုင်လီမိတက်အားမိသူတွေက ပိုင်ဆိုင်ပြီးချုပ်ကန်ပြီးသို့သော ပြဿနာကိုဆက်ပြောစရာလိုလာသည်ဤလီမိတက်တွင်အစုရှယ်ယာဝန်တိုင်းမဲပေးခွင့်ရှိသည်ဆိုသောလွတ်လပ်မှုမျိုးကြောင့်တာမန်စစ်သားကလေးနှင့်စစ်ပြန်တက်ကြအိုကြီးတို့ကလည်းလီမိတက်၏ပေါ်လစီများလုပ်ငန်းများကိုချဲလဲဆုံးဖြတ်ခွင့်ရကြမည်လို့ ဒီအခွင့်အရေးမျိုးကိုအစုရှယ်ယာဝန်တိုင်းခံစားရလိမ့်မည်ဟု စကောရာစုနှစ်ကလေးကပင်မယုံကြည်ခဲ့ကြဟု ဖြေရပါလိမ့်မည်ယခုစတက်အိုးဘိုင်လီမိတက်တွင်အစုရှယ်ယာဝန်များကဒါရိုက်တာရွေးချယ်ခွင့်မြည်သို့ရှိကြောင်းရှင်းအောင်မကြေညာသေး၍ရေဘူးရအဖြစ်မဲပေးခွင့်မှာအစုရှယ်ယာပိုင်ဆိုင်မှုနှင့်အညီဖြစ်တတ်သည်ဥပမာ တစုပိုင်သူက တမဲအစုတရာပိုင်သူကမဲတရာ ပေးခွင့်ရှိသည့်မျိုးဖြစ်သည်ဒါဖြင့်အရွေးခံခွင့်ကရောမြည်တို့ရှိပါသည်ရင်းအမိတ်ကြောညာစာဤအပိုက်6တွင်အစုရှေယာကြက်တသိန်းပိုင်ဆိုင်သူမြည်သူမဆိုဒါရိုက်တာအဖြစ်အရွေးခံနိုင်သည်ဟုဖော်ပြထားသည်စက်တက်အဝန်းဝိုင်းတွင်ကုမ္ပဏီတစ်ခု၌ရှေယာတသိန်းဘိုးပါဝင်နိုင်သူ လူတဦးလျင်3သိန်းဘိုးအထိရှေယာဝယ်ယူနိုင်သည်ဟုဆိုသည် ဆိုသည်မှာမြည်သူသော လူစားများဖြစ်မည်နီအကယ်၍ တက်ရင်တက်မစသည့်အဖွဲ့အစည်းများကအမိန်ကြော်ညာစာကြီးအပိုက်600ရှယ်ယာတန်ဖိုးတသိန်းအထက်ဝယ်ယူပြီးဒါရိုက်တာဝင်ရောက်ရွေးခံပါပြီတဲ့ရင်းအဖွဲ့အစည်းများကိုစားတက်ထောက်ရာခံဘိုးကို ဝင်ရောက်ရွေးခံခိုင်းပြီလောထို့ပြင်အပိုက်နှစ်တွင် ပထမအဖွဲ့ဝင်များဖြစ် ပါဝင်ရမည်သူများစင်း၌စစ်အရာရှိကြီးပေါင်း14ဦးပါပြီးဖြစ်နေသည်ကိုလည်းသတိပြုသင့်သည်နောက်စဉ်းစားစရာအချက်တစ်ချက်မှာ ဤဥပိုင်လီမိတက်၏အစုရှယ်ယာများကို တစုလျင်ကျက်တထောင်နှုန်းသတ်မှတ်ထားခြင်းဖြစ်သည်လက်ရှိငွေတန်ဖိုးရဆိုလျင်ဤဒီမှာတာမန်စစ်သားလေးများဝယ်ယူပါဝင်နိုင်အောင် စီစဉ်ထားခြင်းဖြစ်သည်ဟုစဉ်းစားစရာရှိသည်သို့သောဤလုပ်ငန်းမျိုးနှင့်ဤလောကမျိုးကို ထိတွေ့ဖြတ်တန်းဘူးသူများကမူပြုံးမိကြပေလိမ့်မည်အထက်၌ကိုးကားခဲ့သောကျမ်းထဲ၌ပင်ရဲဘော်လီနင်သည်ဤကိစ္စကိုသေယောခဲ့ဘူးလေပြီ ထိုစဉ်က ဂျာမနီတွင်ရှယ်ယာတစုလျင်မတ်တထောင်ဟုအ ਨੇ စုံသတ်မှတ်ထားသည်ဗြိတိန်တွင်မူတပေါင်းသာသတ်မှတ်ထားသည်ဖြစ်ရာရှယ်ယာကိုဝယ်ယူနိုင်သူ ပိုများသည်ထိုရှယ်ယာပိုင်ဆိုင်မှုပေါ်မူတည်ပြီးရွေးချယ်သောဒါရိုက်တာဘုတ်ဖွဲ့စသည်တို့တွင်ရှယ်ယာများကိုလဝကြီးအုပ်ပိုင်ဆိုင်သူများမှမဲကိုအဆိုင်ခဲဖြင့်ရရန်အာမခံချက်ရှိပြီးဖြစ်နေသည်ကြံအရွေးချယ်ခံနိုင်ခွင့်မရှိသူတို့၏မဲများမှမူသူတပေါက်ကိုတပေါက် ကျဲကွဲသွားတော့သည်ဘယ်လိုမှစုစည်း၍မရနိုင်ချေထို့ကြောင့်လဲဂျာမနီနိုင်ငံမှအကြီးဆုံးစက်မှုလုပ်ငန်းရှင်ကြီးနဲ့ဗန္နာရင်းရှင်ကြီးတူဖြစ်သူစီမန်းကဗြိတိရှ်နယ်ချဲစနစ်ရဲ့အုတ်မြစ်ဟာတပေါင်းတန်းရှယ်ယာစနစ်ပဲဟုမနာလိုစွာဖြင့် ပြောကြားခဲ့ခြင်းဖြစ်သည်တကယ်တော့ဥပိုင်လီမိတက်ကိုငြိမ်ပြီးတော့စစ်အုပ်စုက တီထောင်လိုက်သည့်ရည်ရွယ်ချက်ထဲတွင်စစ်တပ်အရာရှိကြီးများကသာ ထိပ်ပိုင်းမှခြေလေအကျိုးခံစားရရေးတက်သားများဤလာကကိုဖျက်ပြီးအရင်ပြုကသွေးဆုပ်ရေးစသည်တို့အလိုလိုပါဝင်ပြီးဖြစ်နေသည်အောက်ခြေတက်မှုတက်သားများဤဘဝကိုအသေးခံပဲစားဘဝမှမြင့်တင်မြည်ရည်ရွယ်ချက် လုံးဝမပါဝင်ချေအံဩစရာကောင်းသည်မှာဗမာပြည်မှစေအိုစုသည်သူ့တက်သားများအားနိုင်ငံရေးလိုက်စားခြင်းကိုတော့တားမြစ်ပြီးတီးချားငွေရှာတာကိုတော့အားပေးခွင့်ပြုသည်ဒါနဲ့များ လူတို့ကကြေးစားတက်ဟုခေါ်တော့လဲနာကြသည်ဟုတ်ပါအခြားနိုင်ငံများတွင်ယခုကဲ့သို့စစ်ဘီရိုကရက်များကစီးပွားရေးလုပ်ငန်းများဇောက်ချလောက်လာကြခြင်းမှာဒုတိယကမ္ဘာစစ်ဒီဘက်ပိုင်းမဖွံ့ဖြိုးသေးသောနိုင်ငံများရှိစစ်အုပ်စုများ၏ထူးခြားသောနေရာမှာဟုဆိုနိုင်သည်ဤဒီကိုရင်းနိုင်ငံများ၌မကြာခဏစစ်အာဏာသိမ်းပွဲများဖြစ်ပွားခြင်းနှင့်လည်းတိုက်ရိုက်ဆက်ဆက်တွေ့တော်နိုင်သည်တတိယကမ္ဘာဟုခေါ်သော ကိုလိုနီတဘောအောက်မှမလွတ်တလွတ်နိုင်ငံများတွင်နယ်ချဲ့သမားများ၏ဖန်တီးချက်ကြောင့်အမျိုးသားစည်းလုံးညွညွရေးမှအစည်းပြေနေလေရှိသည့်ပြင်အမျိုးသားစည်းဝါးရေးမှလည်းကြန့်ခိုင်တောက်တင်းမှုမရှိဖြစ်နေတတ်သည်။အာနာယဒနာရှင်လူလန်းစားအနေဖြင့်တိုင်းပြည်ကိုတူတူတန်တန်ထူထောင်နိုင်ခြင်းမရှိသည်ကများသည်။ဤသို့သောအခြေအနေအောက်တွင်စစ်တပ်များ၏ခြေလှမ်းများသည်စစ်တမ်းလျားများအပြင်ဘက်သို့ရောက်ရှိလာကြသည်။၎င်းတို့သည် ဝင်ကြီးများယုံတစ်ပိုက်သို့ ရောက်လာသလို stock share ဈေးကွက်များတို့လည်းရောက်လာတတ်သည်မကပါ ထိုနယ်ပယ်များကိုမရအရတက်သိမ့်ပြီးကရုတ်ချင်းတူးတက်ဆွဲကြတော့သည်ဤချင်းရမျိုးကို အသားကျနေသောအရင်းရှင်နိုင်ငံကြီးများမှာပါအခြားသောကိုလိုနီတစ်ပိုင်းပြည်ထရေတစ်ပိုင်းနိုင်ငံတိုင်းလိုလိုတွင် တွေ့ရသည်အထူးသဖြင့်စေအုပ်စုများအင်အားကြီးသောမကြာခဏအာဏာသိမ်းကြသော Latin America တိုက အာဖရိကတိုက်နှင့်ဗမာပြည်အပါအဝင်အရှေ့အာရှပိုင်းတွင်အတွေ့ရများသည်စစ်ဘျူရိုကရက်များနေဖြင့်စစ်ဘျူရိုကရက်စည်းဝါးရေး ထူထောင်ရာတွင် ရေဘူးရအဖြစ်နီးနှနီးရှိသည်တနည်းမှာတဦးချင်း၏စည်းဝါးရေးကိုနီးတရံမျိုးစုံဖြင့်တိုးချဲ့ခြင်းဖြစ်သည်ဥပမာဦးနေဝင်းနိုရီယေကာမိုဘူတူမာကော့စ်စသည် နောက်တနည်းမှာဤဥပိုင်လီမိတက်ကဲ့သို့သောအဖွဲ့အစည်းလိုက်ထူထောင်ခြင်းမျိုးဖြစ်သည် ဖိလစ်ပိုင်နိုင်ငံမှအောက်ပါဥပမာကိုကြည်ပါဖိလစ်ပိုင်စစ်တပ်၏ရန်မုံငွေဖွဲ့သည်1986ခုနှစ်တွင် RSBS ခေါ်ပင်စင်နှင့်ခွဲခွာမှုအကျိုးခံစားမှုစနစ်ဆိုသည့်အရင်းအနှီးတရက်ကို တီထောင်ခဲ့သည်တီထောင်သည့်အဓိကရွယ်ချက်မှာထိုစဉ်ကအမေရိကန်နိုင်ငံအပါအဝင်ဖိလစ်ပိုင်တနိုင်ငံလုံးရှိနိုင်ငံရေးပါတီများနှင့်လူလူများကဆန့်ကျင်နေသောသမ္မတမာကော့စ်ချမှတ်ကျင့်သုံးနေသည့် စေအုပ်ချုပ်ရေးကိုစစ်တပ်ရာရှိများကိုယ်တိုင်ကထောက်ခံလာကြစေရန်ဖြစ်သည်။ဒီအတွက်မာကော့စ်ကအမိန့်ကြော်ညာစာတစ်ရက်ထုတ်ပြန်ကဖိလစ်ပိုင်ပီဆိုသန်း201အမေရိကန်ဒေါ်လာကိုယ်သန်းနီးပါးကို ပင်စင်ရန်ပုံငွေဟုသတ်မှတ်ပြီးယင်းနီးမတီးပေးခဲ့သည်။ထို့ပြင်ဤအဖွဲ့အစည်းဤအရင်ဤအတွက်စစ်သားပေါင်း35000တို့ဤလစာထဲမှ900ခန့်နှုန်းကိုလည်းလစဉ်ပုံမှန်ဖျက်ယူခဲ့သည်။ ၎င်း၏ပိုင်ဆိုင်မှုတန်ဖိုးမှာ1983ခုနှစ်စီတွင်ပြည်ဆို954.4တန်းရှိခဲ့ရမှာ1988ခုနှစ်သို့ရောက်သောအခါပြည်ဆို2906.1တန်းဖြစ်လာသည်9နှစ်အတွင်း183.8ရာခိုင်နှုန်းတိုးပွားလာခြင်းဖြစ်သည်ဤဖွဲ့စည်းသည်ငြိမ်ပိ၏ limited ကဲ့သို့ပင်ငွေအရင်းနှီးကိုကင်ပြီး ဥပိုင်လုပ်ငန်းများလုပ်ခဲ့သည်မူလကအခြားကုမ္ပဏီကြီးများ လုပ်ငန်းကံကံကြီးများကိုငွေချေးပေးခြင်းများလုပ်ခဲ့ရမှာနောက်ပိုင်းတွင်ရှယ်ယာဝယ်ယူခြင်းယင်းဤမြုပ်နှံခြင်းများအကြီးအကျယ်လှုပ်လာခဲ့သည်တာမဏိလုပ်ငန်းများမှစပက်ပစီကိုလာဘီလက်ရည်ပလင်းဆက်ယုံဘန်လုပ်ငန်းစသည်တို့တွင်အရင်ဤပါဝင်ခဲ့ကြသည်ဤကဲ့သို့အခြားလုပ်ငန်းကံကံများတွင် ပါဝင်သည့်ရှယ်ယာတန်ဖိုးကြီးကပီဆိုဂရေ240ဘိုးများရှိသည် ခွန်လုံငိမ့်ခွင့်ရသောဘွဲ့ရစစ်ဘိုများကြီးတို့လိုဦးစီးသောဤအရင်းဤသည်မူလကမပြောပလောက်သည့်အဆောက်အုံတစ်ခုဘွားမှနေ၍73နှစ်ဆိုသောကာလအတွင်းဖိလစ်ပိုင်နိုင်ငံ၌အကြီးဆုံးသောငွေကြေးအဆောက်အုံကြီးစင်းတွင်ပါဝင်လာတော့သည် တကယ်ကဗမာပြည်တွင်စစ်အုပ်စုကအာဏာရထားသည့်ဖြစ်သဖြင့်စစ်ဘျူရိုကရက်အရင်းဤနှင့်နိုင်ငံတော်အရင်းဤတို့မှဒွေရောရှက်တင်နေပြီးဤသို့သောငွေကြေးအဆောက်အုံမျိုး မတီထောင်ခဲ့ကြခြင်းဖြစ်သည်ယခုတော့ အဆန်းလိုဖြစ်နေသည်အထက်တွင်ဆိုခဲ့သောနိုင်ငံများတွင်မူဤသို့သောစစ်တပ်ပိုင်းအရင်းနှီးကြီးများမှာပြောင်းမင်းတည်ရှိနေကြသည်ရှက်စရာဟူ၍ပင် မယူဆကြချေဒါရမက ထိုင်းနိုင်ငံလိုစစ်အုပ်စုများပြောင်းကွဲနေသောနိုင်ငံမျိုးတွင်သူတို့စီးပွားရေးအဆောက်အအုံမှာလည်းပြောင်းပြိုင်ဆိုင်နေကြလေသည်မမပြည်တွင်စစ်တပ်တစ်ခုလုံး၏အကျိုးစီးပွားများထည့်သွင်းထားသော စီးပွားရေး limited တည်းရဲ့ပေါ်ပေါက်လာသဖြင့်စစ်တပ်တွင် ကွဲပြဲမှုများကိုထိန်းချုပ်နိုင်ပြီလောလဝကြီးဟုအရင်ရှင်စနစ်သည်အရင်ဤငယ်သူများစီဝါပြက်သူများကို သူ့အောက်ဆွဲသွင်းကာစူးစီးလိုက်သည်မှာမှန်သည်သို့သောအရင်ရှင်စနစ်၏အခြေခံမှာလဝကြီးအုပ်စနစ်ဖြစ်သလိုအရင်ရှင်စနစ်၏ပျက်စီးခြင်းကိုလည်းလဝကြီးအုပ်စနစ်ကပင် ဆောင်ကျင်းသည်ဆိုသောအချက်ကိုမမေ့အပ်ပေဤစစ်တပ်ဥပိုင်လီမိတက်သည် လက်တွေ့တွင်ငโกကမ်းမှအဆင့်အတန်း အင်မတန်ကွာခြားနေသောစစ်တပ်ထိပ်ပိုင်းနှင့်အောက်ခြေတို့အားပိုမိုကွာခြားစေမိသာဖြစ်ရာရေရှည်တွင်အောက်ခြေက ထိပ်ပိုင်းကို မကြေနပ်မှုများပေါ်ပေါက်လာစရာအကြောင်းအကြောင်းလည်းဖြစ်လာမည်မှာသိကြသည်ထို့ပြင် ထိပ်ပိုင်းတွင်ဆရာကြီးသခင်ကိုယ်တော်မှရေးဘူးသောတောင်ကြရေနွားနှကောင်မဝသလိုပါ မောင်ဘဖေ9000မရတော့ကြောင့်သို့ဒီမျိုး၎င်းတို့ချင်းအဝေးမတည့်သည့်ပြဿနာများလဲပေါ်လာပါလိမ့်ဦးမည် ဤသို့သောစီးပွားရေးအဆောက်အအုံများစစ်တပ်အတွက် ကြီးကြီးမားမားနှင့်အခြေကျရှိသည့်ကြားမှပင်အကြိမ်ကြိမ်အာဏာသိမ်းမှုများ အပြန်အလှန်အာဏာသိမ်းမှုများဖြစ်နေသောတတရကမ္ဘာနိုင်ငံများ၏တာတကာများမှာအပုံအပင်မဟုတ်ပါလားဤကုန်ကြိုက်ချင်းကြိုက် မကြိုက်ချင်းနေသဘောတူချင်းတူမတူချင်းနေယခုတော့စောမောင်ခင်ညွတ်တို့၏ချိန်ခါရှိကြိုက်လုံးလဆိုင်မှုကြောင့်သူတို့ကြေးစားတတ်အတွက် ဂရေတထောင်တန်ဥပိုင်လုပ်ငန်းကိုင်ကိုင်ကြီးတခုပိုင်ဆိုင်ရရှိလိုက်ကြပါပြီ။ရွေးကောက်ပွဲမှာတက်လာမိနောက်ဆိုးရနေဖြင့်ပြည်သူတို့၏သွေးများဖြင့်ပေကြံနေသောဤလီမိတ်တက်ကြီးကို အောက်ငါနမ်းရပေအောင်တော်မူ။ဤစစ်ဘျူရိုကရက်ထိပ်သီးများနဲ့ဤစစ်တပ်တို့တွဲလျက်သားတည်ရှိနေသည်မ။၎င်းတို့အာဏာရှိတုံးပြတ်ထန်းခဲ့သည့်ယခုကဲ့သို့သောအမိန့်ကြော်ညာစာများကိုမြည်သည့်ရက်သားဆိုးရက တရားမဝင်ဟုကြေညာပယ်ဖြတ်ဝင်မည်နီ။ ။ထို့ပြင်နိုင်ငံခြားနှင့်ချုပ်ဆိုထားသောသဘောတူညီမှုများကလည်းပါရှိနေသေးတော့အဖက်ဖက်လည်းထောက်ထားရပေဦးမည်။နောက်တက်လာမည့်အစိုးရခမညာမဆလာနှင့်ညီပြီးတို့ထင်တိုင်းလောက်ခဲ့သဖြင့်ဖယိုဖရဲ့ပြည့်စည်ခြင်းတိုင်းပြည့်စည်နေသောနိုင်ငံ၏စီးပွားရေးကိုစ조사ပန်းစားစုစည်းရတွင်အရင်နီးရှာဖွေစုဆောင်ရေးငွေဆက်ကူဖောင်းပွားမှုထိန်းချုပ်ရေးတို့ကိုမဖြစ်မနေလုပ်ရပေမည်။သို့သော ဤစစ်တပ်၏ဥပိုင်လီမိတက်ကြီးသည် တိုင်းပြည်၏ရှားပါသည့်ငွေရင်းငွေနှီးကိုလည်းယူသောငွေဆက်ကူဖောင်းပွားမှုကိုလည်းပိုမိုဆိုးွားလာပေအောင်တော်မူ။တရားစီမံကတော့ဤစစ်တပ်ပိုင်ဥပိုင်လီမိတက်ကြီးသာအတောင်လက်ဆုံးလာပြီဆိုပါကစစ်တပ်နှင့်စေအုပ်စုသည်မမပြည်တွင်အကြီးဆုံးသောလဝကြီးအုပ်အရင်းရှင် အုပ်စုကြီးဖြစ်လာကြောင်းတရားဝင်ကြပြီးထိုးပြီးဖြစ်လာပေလိမ့်မည်။